ယူကရက်စ်တက်ဈေးသမတ်ပေးလိုက်တဲ့စပိုရင်အားလုံးပဲမင်္ဂလာပါဗီဒါယူကရက်ဆိုတာကတော့ယခုနှစ်နွေရာသီစီးကွက်မှာအသင်းကြီးတွေပြတ်မှတ်ထားနေရတဲ့တိုက်စစ်မှုတူဖြစ်ပါတယ်ကိုဗန်ထရီအသင်းမှာသုံးအတီကြဖြတ်တန်းပြီးတဲ့နောက်စပိုတင်ကိုပြောင်းရွှေ့လာခဲ့ပြီးတော့နီးပြမိုရင်းရဲ့လက်ထက်မှာတောက်ပလာခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကလည်းစပိုတင်အသင်းအတွက်52ပွဲကစားပေးရမှာ52ခုတိတင်းယူပေးနိုင်ခဲ့ပါတယ် သင်ကိုရများနေတယ်ဆိုပေမဲ့ပေါ်တူဂီလီမှာကစားနေတာဖြစ်တဲ့အတွက်ဥရောပရှေ့ပနက်စုမှာလိကလီကိုတော့မရှင်နိုင်ခဲ့ရပါဘူး။ဒီနှွေမှာတော့ယူကရက်စ်နေနဲ့စပိုတင်သင်ကနေထွက်ခွာပြီးတော့ထိတ်တန်းအသင်းကြီးအသင်းကိုပြောင်းရွှေ့ဖို့အတွက်တကြသလောက်ရှိနေပြီလို့ပြောလို့ရပါတယ်။ယူကရက်စ်ကိုခေါ်ယူနေတဲ့အသင်းတွေထဲမှာဆီယဟောင်းမူရီရဲ့ဂေဂျီတို့အပြင်ဆီမြန်ကြီးနဲ့တခြားအသင်းတွေလည်းပါဝင်နေပါတယ်။ဂေဂျီတို့ကလည်းဒမ်ပလာဝင်ဝင်မရထားပေမဲ့အမိုရင်းအာဂူနဲ့ယူကရက်စ်ကိုခေါ်ယူနေပါတယ်။ ယူကရိန်းကိုယ်တိုင်ကလည်းသူ့ရဲ့နာဂတ်တဲဆွန်ဘက်ချက်မချရသေးပေမဲ့ကေဂျီရိုစီပြောင်းရွှေ့ဖို့အတွက်ဆန္ဒရှိနေတယ်လို့သိရပါတယ်။ကေဂျီရိုဒီနယ်လက်ရှိမှာအံပွေမှုရဲ့ပြောင်းရွှေ့ကိုပဲအရင်ဆုံးပြီးတတ်ဖို့လိုနေတာကြောင့်ကစားသမားရောင်းထုတ်မှုတွေလုပ်ဖို့အတွက်ဘတ်ဂျက်ရှာရအောင်မှာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် Sporting သင်းရဲ့ဥက္ကဋ္ဌဖြစ်သူကယူကရိန်းရဲ့ပြောင်းရွှေ့အတွက်ထုတ်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။ အစောပိုင်းမှာဆိုရင်တော့ယူရိုတန်း60လောက်နဲ့ခေါ်ယူနိုင်မယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပြီးမယ်။နောက်ပိုင်း Sporting ဥက္ကဋ္ဌကပေါင်တန်း60နဲ့အပူဖူဂျေးဆက်တန်းလောက်ကိုလက်ခံသွားမှာမဟုတ်ဘူးဆိုပြီးပြောခဲ့ပါတယ်။ဒါပြင်လက်ရှိအချိန်အထိလည်းကလပ်သင်းတွေရဲ့ကံလမ်းမှုများသေးချောင်ပြောထားခဲ့ပါတယ်။ဒီချက်ကိုကြည့်ခြင်းအပြင် Sporting ဘက်ကနေဈေးခေါ်ဖို့လေတံစပစ်လာခဲ့ပြီလို့ပြောလို့ရပါတယ်။လက်ရှိမှာဆိုရင်တော့ Sorry Club ဒီဘက်ကပါ Yogres ကိုခေါ်ယူဖို့စိတ်ဝင်စားနေခဲ့ပါပြီ။ဒါကြောင့် KG တို့အနေနဲ့ Yogres ကိုခေါ်ယူနိုင်ဖို့ဆိုရင်အခက်အခဲတွေလည်းရှိလာနိုင်ပါတယ်။ ကျောင်းရွှေကြီးအနေနဲ့ကတော့ Sporting Park ကနေ Euro 100လောက်ထိသတ်မှတ်လာနိုင်ပါတယ်။ကေဂျီရူကတော့ရှီယာလီနဲ့လောက်အောင်တုံးနေရတဲ့အတွက် Yugras ကိုခေါ်ယူဖို့ဘတ်ဂျက်ရှိပါဦးမလားဆိုတာစိုးရိမ်စရာတော့ရှိနေပါတယ်။ဒါကြောင့် Yugras ကိုခေါ်ယူနိုင်ရေးကကေဂျီရူရဲ့ကစားသမားရောင်းထုတ်နိုင်တဲ့အပေါ်မှာမူတည်သွားခဲ့ပြီလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။